လေကီကော်မြူတီရှိဆွေရော်ကုန်းကိုမြမစစ်တပ်နဲ့ BGF တပ်များကပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါပြီ။အဆိုပါဆွေရော်ကုန်းစစ်စခန်းဟာလက်ရှိမြမစစ်တပ်တွေရှိရာလေကီကော်မြူတီကိုတာမကအနီးရှိမင်းလက်ပံအပအခြားကြေးရွာများကိုစုမုံနိုင်တာကြောင့်စစ်တပ်အနေဖြင့်လေကီကော်ကိုရရှိပြီးတဲ့နောက်ဆက်လက်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။နောက်တတင်းကတော့လောင်းလုံရှိအောင်တပြေပုံးကြီးကျောင်းမှာတက်ဆွဲထားတဲ့မြမစစ်တပ်ကိုတော်လန်ရင်အားစုတွေကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာ16ရက်နေ့မနက်9နာရီခွဲခန့်မှာအဆိုပါဝန်ကြီးကြောင်းမှာတက်ဆွဲထားတဲ့မြန်မာစစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ရာနှစ်ဖက်တိုက်ပွဲတနာရီခွဲကြော်ကြားတိုက်ပွဲဖြစ်ပွားခဲ့ပါဗျ။နှစ်ဖက်ချီတွေ့တိုက်ပွဲအတွင်းထိခိုက်ကြဆုံးမှုတွေရှိခဲ့ပါဗျ။တော်လန်ရေးတပ်ဖွဲ့ဝင်များကတော့ပြန်လည်ဆုတ်ပါနိုင်ခဲ့တယ်လို့သိရပါဗျ။အဆိုပါတိုက်ခိုက်မှုကိုထားဝယ်ခရိုင်တပ်ပေါင်းစုနဲ့အတူလောင်းလုံးတပ်မင်းကြီးလက်ပြအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါဗျ။အရာတော်မြို့နယ်မင်းရွာဘက်ကိုစစ်ကြောင်းထိုးလာသည့်စစ်တပ်နှင့်ကာကွယ်ရေးအဖွဲ့များတိုက်ပွဲဖြစ်အောက်တိုဘာ16ရက်နေ့တွင်ကတော့စက်တင်ဘာလ22ရက်နေ့တွင်အရာတော်မြို့နယ်မင်းရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့မြန်မာစစ်တပ်တို့ထိတွေ့လိုက်ပွဲဖြစ်ခဲ့ပါဗျ။ထိုးတိုက်ခိုက်မှုအတွင်းနှစ်ဖက်ထိခိုက်မှုကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါဗျ။အဆိုပါတိုက်ခိုက်မှုကို Generation Z Power မန္တလေးနဲ့ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကြားတပ်ဖွဲ့နဲ့ ဒေါ်လန်ရဲ့အဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ Generation Z Power မန္တလေးတပ်ဖွဲ့သည်တပိတ်ချင်းမြို့နယ်မတရားမြို့နယ်နဲ့စကိုင်းမြို့ဝန်းကျင်တွင်လည်းဒေါ်လန်ရဲ့တပ်ဖွဲ့များနဲ့ပူးပေါင်းပြီးမြမစစ်တပ်ကိုဆက်လက်တိုက်ခိုက်ရရှိကြောင်းသိရှိရပါတယ်။ထို့ပြင်မြမစစ်တပ်ကအောက်တိုဘာလ16ရက်နေ့တွင်အရာတော်မြို့နယ်တချို့ကုန်းရွာစာတင်ကျောင်းကိုတရားဥပဒေတက်မှတက်လာတော့ဝန်တရား30ချက်ဖိုက်တာဖြင့်ဝုံးကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ BGF ခေါင်းဆောင်ဘူမူကြီးစောချစ်သူဦးစီးထင်းကျုပ်လောက်ကင်နေတော့ GK ဘက်ကို မြန်မာစစ်တပ်ကဝင်ရောက်စီးနှင်ပြီးလူပေါင်း1200နီးပါးကိုဖမ်းဆီးဟုတည်ရပါတယ်။အောက်တိုဘာ20ရက်နေ့တွင်ကတော့မြန်မာစစ်တပ်လက်အောက်ခံ BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူဦးစီးထင်းကျုပ်လုတ်ကင်နေသော GG Pass ကိုမြန်မာစစ်တပ်ကဝင်ရောက်စီးနှင်ပြီးလူပေါင်း1200နီးပါးကိုဖမ်းဆီးရရှိကြောင်းမြန်မာစစ်တပ်ကတရင်ထုတ်ပြန်ခဲ့ပါတယ်။မြန်မာစစ်တပ်ကနယ်အိုရီမြို့နယ်တွင်ရှိ GG Pass ကိုစီးနှင်ခဲ့ရာဆောက်လုပ်ပြီးအဆောက်အုံတစ်ထပ်တိုက်10လုံးနှစ်ထပ်တိုက်အလုံး104ထပ်တိုက်အလုံး20 ညာထက်တိုက်နှစ်လုံးတစ်ထက်တိုက်ဈေးဆိုင်ကန်20လုံးနှစ်ထက်တိုက်ဈေးဆိုင်ကန်30လုံးတစ်ထက်တိုက်ကိုထောင်ဆက်ညာလုံးနှစ်ထက်တိုက်ကိုထောင်20လုံးလေးထက်တိုက်ကိုထောင်30လုံးဆောက်လို့ဆက်နှစ်ထက်တိုက်20တလုံးသုံးထက်တိုက်10လုံးလေးထက်တိုက်ညာလုံး9ထက်တိုက်9လုံးနဲ့တစ်ထက်တိုက်ဈေးပေးကန်နှစ်ခန်းတို့တွှိရှိခဲ့ကြအောင်စတားလင်ဆလောင်းအဆုံ30နဲ့ဆက်ဆက်ပစ္စည်းများတင်ဆက်ရမိခဲ့ပြီး အလုံသမားမျိုးသား1640ညာဦးမျိုးသမီး450ညာဦးလုံးချုပ်ရဲ့မျိုးသား68ဦးစုစုပေါင်း 2198ဦးတွေ့ရှိခဲ့ကြောင်းသိရှိရသည်။ KKPS ကတက်မဟာ6နေမြေထဲမှာပေမဲ့ BGF ကထိန်းချုပ်လုပ်ကင်နေတာပါ KKPS ရဲ့လုံခြုံရေးကိုယူထားတာက BGF ကဝမူကြီးစောစစ်တူလက်အောက်ကနိုင်မောင်စော်တို့အဖွဲ့တောင်ယူထားတာ KNU အရင် လူကြီးချုပ်ပါတာရှိပေမဲ့ KNU ကတော့ပတ်သက်မှုမရှိဘူး KKPS တစ်ခုလုံးက BGF ခြေ BGF လက်တွေကြီးပဲနောက်ပြီးဘာပိခတ်မှုမှမရှိပဲဝင်စီးရဲဆိုတာက BGF နဲ့မြန်မာစစ်တပ်နဲ့ရုပ်ရှင်ရိုက်ပြတာမျိုးလို့ပြောလို့ရတယ်လို့ ကရင်စစ်ရေးတရင်မြစ်ကပြောပါတယ်။ TK Pass ဝင်တွင်ရှိအဆောက်အုံများဆောက်လုပ်ထားမှုမြေပိုင်ဆိုင်မှုများနဲ့ပတ်သက်ပြီးတရားဝင်ခွင့်ပြုမဲ့မြေပိုင်ဆိုင်ခွင့်အထောက်ထားဟိုတယ်နဲ့ခီးတော်လာရေးရဲ့ဆောက်လုပ်ခွင့်ခွင့်ပြုမဲ့တရားဝင်စာရွက်စာတမ်းများစစ်ဆေးတွေ့ရှိခြင်းမရှိသည့်အပြင်တက်ဆိုင်ရာတာဝန်ရှိသူများကိုစင့်ခေါ်ရာတွင်လည်းလာရောက်ခဲ့ခြင်းမရှိသဖြင့်လိုအပ်သောအရေးယူမှုများဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြမစစ်တပ်ကလေးကျေကော်မျိုးတက်အားတိုက်ခိုက်သိမ်းပိုက်ရာအော်တိုဘာ9ရက်တွင်ပြန်ထင်းကျုံနိုင်ခဲ့ပြီးထိုသို့တိုက်ခိုက်စဉ် KK Pass ကိုလည်း တပြိုင်တည်းဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသတင်းထုတ်ပြန်သည်လက်ရှိ GK Pass တနဲ့ GK Pass နှစ်ဟုခင်ပြောင်းလဲခွဲစည်းထားသောဆိုပါ GK Pass ဝီလင်ချန်ဝင်းရဲ့မြေနေရာကိုတရုတ်ကြားဖြန့်ရာဇဝတ်ကောင်များကမြန်မာစစ်တပ်ရဲ့ခုခဲမှုအောက်ရှိကရင်နယ်ကြားဆောင်တပ်ဖွဲ့ထံမှနှားရမ်းခဲ့ခြင်းဖြစ်ပါတယ်တကယ်ဖမ်းမယ်ဆိုမြောက်ဒီမှာပုံလို့တရုတ်ခေ BGF ကဒါနဲ့လှုပ်ရှားနေတာအခုကဖလူမဲလက်ပံ၄ကီကော်ဘတ်တွေမှာတိုက်ပွဲဖြစ်နေလို့ရုပ်ရှင်ရနေတာပါလို့မေတော်လေးရွာခံတူကပြောပါတယ် မြန်မာစစ်တပ်စီးနင်းမှုအတွင်းတရုတ်လူမျိုးလို့မဖော်ပြရဲပဲအလို့သမားအမျိုးသား1640၊နားယောက်အမျိုးသမီး450၊နားယောက်နဲ့လုံခြုံရေးအဖြစ်အမျိုးသား68ယောက်စုစုပေါင်း1198ယောက်တွေ့ရတယ်ဆိုပြီးမြန်မာစစ်တပ်ကသတင်းထုတ်ထားပါတယ်။ကရင်ပြည်နယ်တွင်းမှာတရုတ်တွေခြေဆိုင်လှုပ်ရှားနေတဲ့ကြားဖြန့် online ငွေလိမ်ကိန်းတွေဟာကဘာနဲ့လိမ်လည်နေကြပြီးနေရာပေးလက်ခံထားတဲ့မြန်မာစစ်အုပ်စုနောက်လိုက် BGX စောချစ်သူတို့ဟာဒေါ်လာဘီလီယံချီရရှိနေကစီးစိမ်ရင်မူပြီး ကရင်ဒေါ်လာရင်းမာရောကဘာမာပါနမီဆိုးတွေနဲ့ကြော်စောသတင်းထွက်နေတာဖြစ်ပါတယ်